ပြောကျင်သူတွေပြောကြပါစေကို့အကြောင်းတရားရောကမကောင်းပြောလာတဲ့အခါအတော်များများကဘာသူပြောတာလဲဆိုပြီးပြောတဲ့သူကိုလိုက်ကြည့်တတ်ကြတယ်ပြီးရင်လိုက်ခံစားတတ်တယ်ပေါ့သူကကောပါမှုလို့လဲဆိုကပြန်လဲအပြစ်ဖို့တာမျိုးလဲလုတ်တတ်တယ်လေဘာကြောင့်ပြောခံရတာလဲဆိုတာမျိုးကိုကိုကိုပြန်စင်ကျင်တာမလို့ဖြစ်တတ်ဘူး အပြောခံရတဲ့အပေါ်မှာလက်ခံသုံးသပ်ဖို့တဲ့ပြောလာတဲ့သူအပေါ်မှာပဲရုံးမဲ့ဖွဲ့လေးရှိတတ်ကြတယ်ပေါ့အမှန်တော့ပြောတဲ့သူကိုရုံးမဲ့ဖွဲ့ဖို့တဲ့ပြောခံရတဲ့အကြောင်းတရားကိုစင်ကျင်သုံးသပ်ပြီး ဟုတ်ရင်လက်ခံပြုပြင်မဟုတ်ရင်လည်းမခံစားပဲကိုယ့်အလုပ်ကိုဆက်လုပ်နိုင်ရမယ်ပြောတဲ့သူကိုလည်းမကြည့်ရဘူးပြောလာတဲ့စကားအတန်အပေါ် လက်ခံစင်ကြီးနိုင်ရမယ်လက်ခံတာဟာခံစားတာမဟုတ်ဘူးကိုယ့်ရဲ့ခန္ဓာရဲ့အာကိုအသုံးချတာပါပဲအရင်စစ်တော့ပြောခံရတယ်ဆိုတာ ပြောစရာအကြောင်းရှိလို့ပြောလာတာဖြစ်တဲ့အတွက်ပြောတဲ့သူကတော့ပြောမှာပဲကိုကအဲ့ဒီအပေါ်တုံ့ပြန်မှုမလွဲဖို့ပဲလိုတာပေါ့ပြောလာတဲ့သူကိုလိုက်ကြည့်နေဖို့မဟုတ်ဘူးစကလုံးတိုင်းကိုလည်းလိုက်ခံစားနေဖို့မဟုတ်ဘူး ဘာကြောင့်ပြောတယ်ဆိုတာကိုစင်ကျင်သုံးသပ်ပြီးဟုတ်ရင်လက်ခံပြုပြင်မဟုတ်ရင်တော့ခံစားနေဖို့လိုက်နာနေဖို့မလိုဘူးပေါ့ဟုတ်မှမဟုတ်တာပဲလေဒါကြောင့်အကြောင်းကိုစင်ကျင် အကျိုးကိုလက်ခံအမှန်ကိုလိုက်နာအမှားကိုဖယ်ရှားအလုံးဟာတရားသဘောတွေ့ကြည့်ပဲဆိုတာသိမြင်နိုင်တဲ့တစ်နေ့စကားလုံးနေကြမှာ ခံစားနေဖို့မရှိတော့ဘူးစကလုံးနေနဲ့ဘဝအဆုံးတတ်နေဖို့မရှိတော့ဘူးတေချာတာကတော့ကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ပြောချင်တဲ့သူကပြောနေမှာပဲပြောချင်သူတွေပြောကြပါစေကိုလှုပ်တဲ့အလုပ်ဟာမှန်နေမယ်အကျိုးရှိနေမယ်ထိခိုက်မှုနည်းနေမယ်ဆိုရင်အဲ့ဒီအလုပ်ကိုဆက်ပြီးလုပ်နိုင်အောင်ကြိုးစားဖို့ပဲလိကျင်ရမှာပေါ့